Google App ကိုကျွန်တော်တို့တော်တော်များများသုံးမှုကြမှာပါ။ဒါပေမဲ့ကျွန်တော်တို့ရှားလို့မတွေ့အောင်ရွေချက်ရှိရှိဖုံးအုပ်ထားတဲ့နေရာတွေတော်တော်များများရှိနေပါတယ်။အဲ့ဒီနေရာတွေကိုကဘာတဝမ်းကအသုံးပြုသူတွေကတဝက်စစ်စကန်တွေစစ်မြေသူတည်တဲ့လုပ်ငန်းတွေဒါမှမဟုတ်တိုးရတဲ့အရာတစ်ခုခုကိုဖုံးအုပ်ထားတာဖြစ်နိုင်တယ်လို့တန်တရားရှိနေကြပါတယ်။ဒါပေမဲ့လည်းဒီလိုဖုံးအုပ်ထားတဲ့အမင်းရောင်ဆက်ပြောက်တွေတဖြည်းဖြည်းများလာတာရဲ့နောက်ွယ်မှာပုံမူကြီးမားတဲ့လူသိမခံနိုင်တဲ့ဟုံးကွယ်မှုတွေရှိနေနိုင်တယ်လို့တချို့ကစဉ်းစားလာကြပါတယ်။ ပင်ရှားဆုံးနမူနာတစ်ခုကိုပြရမယ်ဆိုရင်ပစိဖိတ်သမုဒ္ဒရာမှာရှိတဲ့ဘော်စကိုကျုံးပဲဖြစ်ပါတယ်။လူတို့ကလည်းကြည့်မယ်ဆိုရင်ဒီကျုံးကတစ်ခုလုံးမှောင်မဲ့နေပြီးဒဇုံတစ်ခုကရွေချက်ရှိရှိမမြင်ရအောင်ပုံဖြတ်ထားတယ်လို့ထင်ရပါတယ်။အများစုလက်ခံထားတဲ့အကြောင်းပြချက်တစ်ခုကတော့ကျုံးပေါ်မှာရှိတဲ့ထူတတ်တဲ့သစ်ပင်တွေကြောင့်ကျုံးကမမြင်နိုင်တာလို့ဆိုကြပါတယ်။အခြားဖြစ်နိုင်ခြင်းတစ်ခုကတော့ဒီနေရာကလှုပ်ဝက်စစ်စခန်းတစ်ခုလည်းဖြစ်နိုင်တယ်လို့လူသိမခံနိုင်တဲ့သူတေသနာဌာနတစ်ခုလည်းဖြစ်နေနိုင်ပါတယ်။ နောက်ထပ်ထူးဆန်းတဲ့နေရာတစ်ခုကတော့မြေပေါ်ဘက်အချမ်းမှရှိတဲ့ဤမွန်းနာတောင်တန်းပဲဖြစ်ပါတယ်။တောင်တန်းရဲ့တနေရာကိုအနက်ရောက်နဲ့ဖုံးအောင်ထားတာကိုတွေ့ရပြီးတမင်တကာပုံဆွဲထားတဲ့အရာတစ်ခုလိုတောင်ခင်ရပါတယ်။ဒီချက်ကတကဘာလုံးကလူတွေရဲ့ထူးဆန်းခြင်းစိတ်ကိုဖြစ်ပေါ်စေခဲ့ပြီးတော့ဒီတောင်ပေါ်မှာလှုပ်ဝက်စစ်စင်ရည်တွေဒါမှမဟုတ်ရင်တိထက်ပိုးတဲ့စမ်းကြက်တဲ့အရာတွေရှိနေနိုင်တယ်လို့ယူဆလာကြပါတယ်။အချို့သီအိုရီတွေအရမြောက်လှုပ်ဝက်ခန်းတွေပျောက်ဆုံးနေတဲ့ရင်ကျဲမှုနဲ့ဆက်ဆက်နေတဲ့အရာတွေရှိနေနိုင်တယ်လို့ပြောကြပါတယ်။ တခြားနေရာတွေဖြစ်တဲ့အမေရိကန်က Buffalo 9 aircraft အမီဘီဆိုင်ရာ၄စိမ့်နဲ့ဂျပန်နိုင်ငံက Manami Tori Shima ၄စိမ့် Greenland ကတူလီလေတက်တွေကလည်းနှစ်ပေါင်းများစွာ Google App မှာဖုံးကွယ်ထားတာကိုတွေ့ရပါတယ်။ဒီနေရာတွေကဘာလို့လူသိမခံစေကျင်တာလဲဆိုတာတော့တန်တရားဖြစ်စရာကောင်းပါတယ်။တကယ်တော့ရုပ်ပြရှိတဲ့အဖြစ်တစ်ခုကတော့တည်ရင်းလွတ်မှုသဘာဝအကြောင်းရင်းများဒါမှမဟုတ်ရင် Google ရဲ့နည်းပညာဆိုင်ရာမှားယွင်းမှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။